ား channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အွန်လိုင်းပေါ်မှာမိလာသမားအတိုင်းစီးပညာဘုဒ္ဓတအစီအစဉ်ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်တွေ့ဆုံလိုက်ပါရယ်။ဒီနေ့မှဆိုလို့ရှိရင်လည်းဒါအွန်လိုင်းပေါ်ကနေပြီးတော့ပရိသတ်တို့ပြင်ပြထားတဲ့တိုင်းစီးပညာနဲ့ပတ်သက်တဲ့မိခွန်းတွေကိုတိုင်းစီးဆရာကြီးဆရာကြီးဦးရအောင်ကပြန်လည်ဖြေကြားပေးတော့မှာဖြစ်ပါရယ်ရှင်။ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူကြီးဟုတ်ကဲ့ပါရှင်ဒီနေ့မှဆိုလို့ရှိရင်လည်းဒါ online ပေါ်ကမြင်မြင်ထားတဲ့မေးခွန်းတစ်ခုရှိပါရဲ့ရှင်ပြန်လေးထည့်ချပေးပါအောင်ရှင်ဟုတ်ပြီဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ခေါင်းထွေးထွက်များပြီးတော့အနာလုံးဖြစ်နေလို့နေလမ်းမျှပေးလို့ရလားဆရာဆိုပြီးမြင်မြင်ထားပါရဲ့ရှင်ပြန်လေးထည့်ချပေးပါအောင်ရှင်ဟုတ်ပြီသူကြီးညဝေတာပေါ့နော်ဟုတ်ကဲ့ရှင်သူမေးခွန်းလေးကတော့ယူယူလေးပဲဟုတ်ကဲ့ရှင်ယူလေးပဲအများမှာဒါကြုံတွေ့ရတဲ့ဝိရဏယောဂါပေါ့နော်သမီးသူကခေါင်းကျွေးရများတယ်အဲဒီခေါင်းကျွေးများတာဟာတကယ်တော့ မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အသက်ကြီးသူပဲဖြစ်ဖြစ်အသက်ငယ်သူပဲဖြစ်ဖြစ်နှစ်မျိုးဘူးသူ။ဘာလို့ဆိုတော့စပင်းစာအထူးသဖြင့်တော့မိန်းကလေးတွေကကောင်းချင်းငါးပြားတဲ့မှာတပါးပါဝင်ပါတော့။တချို့ကြလို့ရှင်အဲ့ခေါင်းကြီးထွက်နေတာနဲ့ကိုခီးသွားဖို့လို့ပွဲလန်းသဖြင့်တက်ဖို့လို့ကြရင်အဟန်တားဖြစ်တယ်သူမြေနော်။အခုသူကနောက်ထပ်ဘာဘာပူလာသေးဆိုရင်အနေလုံးထွက်နေသေးတယ်နော်။အဲ့နှစ်ခုကိုကိုယ်အောင်ကြည့်ရမှာနော်။စိတ်လို့မြန်မာတိုင်းရင်းစည်းပညာမှာ ဆုံးအမတစ်ခုရှိတယ်။မူလအခြေခံကိုယ်အောင်ကျမ်းမှယောဂံကဲ့ရောက်တင်မြလောက်လဲလွမြောက်အလွယ်ချမ်းသာတွေ့လေနဲ့မူလအခြေခံကိုရမှာဗာလဲဆိုရင်အပူအေးလို့ခေါ်တဲ့အုပ်စုတစ်ခုရှိတယ်နော်အဲ့နှစ်ခုအပူတွေများတယ်ဆိုရင်အေးအစာအေးဥဒုအေးစိတ်အေးတဲ့ကံပေါ့ကံစိတ်ဥဒုအာဟာရနော်ပြန်မယ်တကယ်လို့အပူတွေများလို့ အေးလို့သူအေးတွေကိုမှများနေရင်အပူနဲ့ပြုပြင်ယူရမယ်အဲ့ဒါလေးကဒါနေကျဲတယ်နော်တမီဒါကြောင့်မူလအခြေခံကွဲအောင်ကြံမှယောဂံကရောက်တင်းမြလောက်လဲလွမြောက်လဲချမ်းသာတွေလေးဆိုလွမြောက်ဖို့ကတီလောက်တဲ့ယောဂါတော့မှပျောက်မယ်ဆိုတော့ဒီခေါင်းကြီးထွက်လာတဲ့အနာတော့အသာလေးလို့ပြောမှာနော်တမီအဲ့တော့ဒါထွက်တဲ့ပုံစံကိုကြည့်ရင်ချွေးတွေထွက်တယ်ချွေးတွေများတယ်ဆိုတာတမီခန္ဓာကိုယ်ရဲ့အောက်ပိုင်းတွေမှာထွက်တာဆိုရင်တော့ ကိုယ်ထဲမှာရှိတဲ့အာဘောလို့ခေါ်တဲ့ချွေအာဘောလို့ခေါ်တဲ့ချွေဆိုတာအာဘောအရည်ခန္ဓာကိုယ်မှာ12မျိုးရှိတယ်နော်ဟုတ်ကဲ့တမီးတို့ဘုဟုတ္တရကြားဖို့မှာပါမျက်ရည်ချွေနှက်ပြီးကျင်းရဲ့အစီကြီးအစီကဲစသဖြင့်နော်12မျိုးအခုချွေကထွက်တာခန္ဓာကိုယ်ရဲ့အောက်ပိုင်းမှာထွက်တာအဘောတက်ထွက်တာအဘောတက်ထွက်ဆိုလို့ရှိရင်အဲ့ဒီချွေဟာပူလို့အထက်ကိုကန်တာပေါ့နော်အထက်ကန်တဲ့ခါကျတော့ကန်စရာမရှိဘူးနော်ဟိုမှာအဲ့တော့ဘာတွေ့ဆိုစပင်းနဲ့တွေ့တာပေါ့အဲ့တော့တွေ့တော့ အငွေ့ပြန်ပြီးချွေးပြန်တယ်ပေါ့ဒါလွယ်လေးလေးပဲနော်ဒါရိုးစင်းပါတယ်သူမြတ်ဒါဖြစ်ရင်သူမြတ်ပြောပါဦးမရှင်းလိုက်ရပြောပါဦး तू ချွေးထွက်တာအပူများလို့လားအေးများလို့လားအပူများလို့စဉ်းစားကြရတော့မလို့နော်ဟုတ်ပါဘူးဒါအာဘောဓာတ်လို့ပြရတော့ထွက်အထက်ကိုကအပူတွေတိုက်ထုတ်လိုက်လို့နော်တခါအနေလုံးထွက်တယ်ဆိုတော့အနေလုံးကဘာကြောင့်ထွက်လဲဆိုရင်သူမြတ်မျက်စိစွန်မယ်ဝချံပေါက်မယ်နော်တချို့ဆိုရင်သွေးစွန်းနာပေါက်မယ်အနှစိမ့်ပေါက်မယ် ဲ့လိုပေါက်ထားတရားတော့ဘာကြောင့်လဲလို့မေးရင်အဲ့ဒါအကြော်ရီစားများလို့စီကြော်ရီစားများလို့နော်သူမအဲ့စီကြော်ရီစားလို့အနာမျိုးစုံပေါက်လာတာဆိုရင်အခုသူ့မှာအဖြေနှစ်ခုရှိလာပြီနော်အကြောင်းကနှစ်ခုရှိလာပြီတစ်ကဘာလဲဆိုရင်အပူတွေများလို့ချွေထွက်တယ်နောက်တစ်ခုကအကြော်ရီများလို့နှစ်ခုထွက်လာတယ်ဒါပြန်သူ့ကိုရှောင်စရာအနေနဲ့သူကတောင်းတာလေးက နော်နီလန်းလေးမျှပေးပါတဲ့ဆရာတို့မျှဝေစရာလွယ်လွယ်လေးပဲအဲ့တော့အပူတွေကိုရှောင်ပါချေထွက်မများအောင်လို့နော်အနေလုံးနေမထွက်အောင်လို့အကြော်တွေကိုရှောင်ပါသူကပြည့်ပြည့်စုံစုံပြောလို့ရှိနေတယ်သူမြေအဲ့ဒီအကြော်ကတိမ်မွေ့တယ်နော်ဗဇက်ကအကြော်စားမှာမဟုတ်ဘူးနော်သူမြေနှာခေါင်းညှို့ဟာလေဗဇက်အကြော်ကဲဆိုထိရောက်တယ်သူမြေဥပမာသမီးတို့ဒီတဲ့ရဆိုကြုံမှာပါသမီးဟိုမှာဝက်ချံပေါက်တယ် ျက်စိစွန်းနေအနာပေါက်တယ်နော်ဟုတ်ကဲ့အကျော်စားလို့ရှိရင်24နာရီလောက်မှချက်ချင်းအနာမရှိဘူးဟုတ်ကဲ့ဥမာငရုတ်သီးညော်တို့လို့စီကြော်တို့လို့ပြင်းပြင်းထန်ထန်ပေါ့နော်ကြော်လိုက်ပြီဆိုရင်မဲကြောက်ဖို့တို့အဲ့လိုအနာအကျော်ရပြီဆိုရင်အနာကလေနာရွိုင်းတွင်းမှာကိုရှင်းလာတယ်ဗျာနော်ဒါကြောင့်မလို့ခဏတော့ကပြောလို့ရရတော့အပူဆက်တွေလျှော့မယ်အကျော်လျှော့မယ်လျှော့တယ်ဆိုတဲ့အချိန်မှာအကျော်ကြတော့ပါဇက်ကအကျော်တယ်မဟုတ်တော့ဘူး ဘယ်အကျော်ပါရှောင်းရမှာလဲနှာခေါင်းအကျော်နှာခေါင်းအကျော်စာညှော်ပဲဒါနှစ်မြည်သာပြတာစီးပညာကြတော့တသားတဲ့သမီးရဲ့အာကာသအကျော်အာကာသနဲ့ညှော်အာကာသပဲပါတယ်နော်ခစ်သဘောအရာကြတော့တိမ်မွေ့တယ်မျက်စိရတကယ်လို့နော်ကိုနဲ့တင့်မြတ်တဲ့အယောင်တယောင်ယောင်ကိုကြည့်ရနော်ဥမာမိုးတင်ယောင်မိုးပြားယောင်ဥမာပင်လယ်မှာပင်လယ်ပြားယောင်အယောင်အပြာတို့ဥမာအယောင်ဝါတို့နော် အဲ့လိုအကြောင်းကြီးကြည့်ရင်မျက်စိရတော့အန္တရာယ်မရှိဘူးဒါမဲ့ခီလိုတန်ပြောလို့ရှိရင်သမီး disco light ဆိုတာရှိပဲလားဟုတ်ကဲ့ရှင်အရန်တောက်ပါတဲ့အကြောင်းလေးသမီးတို့ခင်မှာ academy ရွေးဝဲတွေကြလို့ရှိရင်ဟော academy ကြီးညာတော့မယ်ဆိုမိတို့အနေနဲ့ရှာထားကြတာနော်အဲ့လိုပြူးပြူးပြက်ပြက်အကြောင်းမျိုးတွေဒါအခိုက်တန့်ကြည့်ရင်ကိစ္စမရှိဘူးကိုကနေ့တရွက်ကြည့်တယ်ဒါလေးကဆရာကိုသဘောပေါက်အောင်ခင်ကျင်ပြောနေတာနော်ဥမာအိမ်မှာဖျားရှိတယ် အဲ့ဒီဖျားကို ရောင်ကြီးတော်လေးပုံစံမျိုး LED မီးတွေနဲ့ပူဇော်ထားတယ်ပူဇော်အပ်တယ်လေဒါပူဇော်ပါဒါပေမဲ့အဲ့ဒါကိုအကြာကြီးစိုက်ကြည့်နေမယ်ဆိုရင်အတူတူပဲလို့ပြောချင်တာပါဇက်အကျော်အာဂတရဲ့နှာခေါင်းညော်ရဲ့မျက်လုံးကရောင်စုံရဲ့ပေါ့နော်အဲ့တော့ခုပြောမယ့်စကားရောက်ပြီနော်တကယ်လို့ဖုံးဖို့နေဖုံးအရောင်ဟာလည်းဘလို့နေမလဲသူရဲ့အဆူပဲမျက်လုံးအာဂတပဲပေါ့အဲ့ဒါမျိုးရှောင်ရပါမယ်လို့ဒါပြောချင်ပါတယ်နော်ဟုတ်ကဲ့ အဆက်တည်းရှောင်မယ်အကျော်ရှောင်မယ်ဟုတ်ကဲ့ရှောင်နေဆိုတာကတကယ်ပြောရင်တိလာတာပါဝါရိတစောင့်စည်းလိုက်တာရက်ထားလိုက်တာနော်တကယ်ရက်ထားမယ်ဒါဖြင့်သူ့ကိုဖြေဖို့တည်းဖြေစရာရှိတယ်အဲ့ဒီလွန်နာကိုတိတ်တည်ထားတယ်လွန်နေတာတွေဟာအကြောင်းနဲ့တကွလွန်မယ်လို့ဖြတ်မပြရဘူးဖြတ်မပြရဘူးတတ်မပြရဘူးရက်ထားရုံပဲဘာလို့ဖြစ်တော့တာအကြောင်းလို့လားပြက်စရာကျတော့အကြောင်းမလို့တော့ဘူးအချိန်နဲ့တပြင်းညီတော့ပြက်နေဖြစ်ဒီပြက်ဖြစ်ဒီပြက်ဖြစ်ဒီပြက်ဆိုပြက်ကြတယ်နော် ဒါဖြစ်ရင်သူ့ရက်ထားပြီးတော့ဘယ်နဲ့ဖြစ်ရမလဲဆိုခုနအကျော်ကိုဖြည်နိုင်တာကအချင်းဥမာတမီးတို့အကျော်အစုံပဲအကျော်စားစားအကျော်မှာဗာလေးပါအချင်းကြီးပါအဲအဲ့ဒါသူ့ရဲ့ဖြည်စည်းပဲဒါမြတ်မစီးပညာမှာအစာနဲ့အဟာရမှာတွဲပက်ပဲနော်ဒါပေမဲ့အဲ့ဒီအချင်းစဲနေရမှာတော့အခုဒီအနာပေါက်ထားတဲ့ချွေးများတာနော်အဲ့ဒီမှာဆရာဗာလေးပြောနေတယ်ဆိုရင်ဒိန်ချင်းလို့အချင်းမျိုးနော်ဒီ နောက်တစ်ခါဇီးပြူစီတို့အချင်းမျိုးကိုရရပါဗောနော်ဟုတ်ကဲ့မကြည်တိမဲ့လို့အချင်းမျိုး နောက်မဲ့လင်ကျင်တိတာမျိုးနော်မဲ့လင်ကျင်လို့အချင်းမျိုးနောက်တစောင်းကျင်တစောင်းကားဆိုကြားဘူးလားတစောင်းကျင်လို့အချင်းမျိုးအဲ့လိုအချင်းမျိုးလေးတစ်ခုကိုစားပြီးရင်တင်းတတ်တယ်တမီးဟုတ်ကဲ့ဒါဆိုအကျော်အတွက်ခိုးတက်လိုက်တာဗောအဲ့ဆိုအနေလုံးနေထွက်မှာမဟုတ်တော့ဘူးနောက်တစ်ခုကတစ်ဖက်ကခုနကတော့ချွေးပြန်တာအတွက်နော်အပူအဲ့ဒီအပူငိမ့်ဖို့ကြတော့ တမိအခုအိုက်နေရဆိုတော့နော်အိုက်နေလူကြောက်ကိုပန်ကဖွင့်ပေးမယ်ရက်ခတ်ပေးမယ်တကားဖွင့်ပေးလို့လေဝင်လာလို့ဆိုရင်အဲ့သူကအေးလာပူသွားတာအေးပါပါအေးသလားပေါ့ဒါပေမဲ့အပူပူနေတာဘာလို့လဲမင်းလေနော်အဲ့ဒီလေကတော့အစာအာဟာရမှာပဲအစာအာဟာရဟာလေကိုဖြစ်ထွန်းစေတယ်လေဆိုရင်ခားတဲ့အရာမခားတဲ့အရာတာမှပညာပါတယ်နော်စေပညာမှာမြမစေပညာရဲ့နည်းနည်းတယ်ဆိုအဲ့ဒါပဲနော်ဝါရောမပိုင်စေမကင်နဲ့ အခါမှာနှစ်မျိုးရှိတယ်ပူကားအေးကားနော်အဲ့ဒီပူကားလို့အခါမျိုးဆိုမစားတဲ့ဟုတ်အေးကားလို့အခါမျိုးဆိုစားတဲ့ကြောင့်မလို့အနာအတွက်ကိုရှောင်ရမှာကအကြော်ဒီအနာမထက်အောင်နော်ချွေးမထက်အောင်က အပူတွေစားရမှာကအချင်းတွဲဘက်ကချင်းချူစားရမှာကပူကားကိုရှောင်အေးကားကိုစားမှတ်မိရောလေအဲ့လိုလေးစားသလို့ အနာလေးမြပေါ့အနာကိုပြောချင်လေးရင်လေဘာလေးလေးမလဲဆိုရင်အဲ့ဒီအနာကိုသူကအနေလို့ဆိုစပင်းလေးတော့ဟာမှာနော်ဟာပြီးတော့အဲ့ဒါလေးကိုမကြီးကြီးကြီးလေးတူပြီးတော့လည်းပျောက်တယ်အဲ့ဒါအချင်းသူ့ကိုညနေညနေအိယာဝင်มาတူသူဘာဘာလေးတူရတာနော်သူကခေါ်ဆိုတော့မနေ့ကြလို့ရှိရင်အခါတနခါလေးအဲ့ဒါမနေ့အခါညအချင်းအဲ့ဒီအနာလေးကိုလိမ့်ပြီးတာနဲ့ကိုနားလဲညှို့သွားမယ်ချွတ်ထွက်တယ်လည်းတက်တာပါမယ် နောက်တပတ်ကိုဆယ်ရွက်အကြံပေးနှစ်ကြိမ်ပဲခေါင်းလျှော်တဲ့နဲ့လျှော်မဲနေကြခေါင်းလျှော်တာနီးယူရေချိုးပြီးခေါင်းလျှော်တဲ့အချိန်မှာ မကြီးမဲ့ကြီးကျဲကျဲလေးကိုဖြော်ပြီးတော့ခေါင်းကိုလောင်းစူအောင်လို့ပေါ့ပြီးတော့မှခေါင်းလျှော်လိုက်ပါဒါစီသူမေးချင်တဲ့မေးခွန်းကိုမျှဝေစရာလေးစရပြည့်ပြည့်စုံမျှဝေလိုက်နိုင်ပါတယ်နော်အားလုံးပဲအစာဝအနာကင်ပြရာရှင်းပါစေလို့မြတ်တာပို့တာပါတယ် โอเคပါရှင်အခုဆိုလို့ရှိရင်တော့ဒါမေကွန်းရှင်မြင်မြန်ထားတဲ့မေကွန်းကိုတိုင်းဆေးဆရာကြီးဆရာကြီးဦးရအောင်ကပြန်လည်ဖြေချပေးတာဖြစ်ပါရှင်မြင်မြန်ထားတဲ့မေကွန်းရှင်နဲ့ကျင်းရလိမ့်မယ်လို့ထင်ပါတယ်ရှင်အခုလိုဖြေချပေးခဲ့ဆရာယူလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပြီဆရာယူလည်းအားလုံးကိုကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင်ခုဆိုလို့ရှိရင်တို့ဒါမေကုန်းရှင်ရဲ့မြင်းထားတဲ့မေကုန်းကိုပြန်လဲချေချပေးခဲ့တာဖြစ်ပါရဲ့ရှင်နောက်ပိုင်းနေ့မှာဆိုလို့ရှိရင်လည်းဒါမေကုန်းရှင်နဲ့မြင်းထားတဲ့မေကုန်းတွေရှိပါသေးရဲ့ရှင်ပြန်လဲချေချပေးသွားမှာဖြစ်ပါရဲ့ရှင်အခုတော့ Trailer ရဲ့အစီအစဉ်ကိုဒီမှာပဲညှနာခြင်းပါရဲ့ရှင်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Star Channel ရဲ့မြမတိုင်းရင်ဆေးကဏ္ဍကနေတိုင်းရင်ဆေးဆရာကြီးဆရာကြီးဦးရင်အောင်ရဲ့မြမတိုင်းရင်ဆေးပညာရေးထဲကအစာကိုဆေးဖြစ်အောင်ဘယ်လိုစားမလဲ စမ်းမအောင်နေထိုင်နီးအဟာရဖြစ်အောင်အစာစားနီးစတဲ့တိမတ်ဖွယ်ရာတိုင်းရင်းစဲပညာတွေနဲ့ပတ်သက်ပြီးတော့လူတယောက်စမ်းမစေဖို့အတွက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။စာချန်နယ်ရဲ့မြမတိုင်းရင်းစဲကဏ္ဍကနေတိုင်းရင်းစဲပညာဘုဒ္ဓအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဆက်လက်ဆောင်ရွက်တည်ရှိပေးကြပါအောင်ရှင်။စမားရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။